ဆူရှင်ရှင်ညအားလုံးပဲမြင်လာပါရှင်ဒီကနေ့ရှင်ရဲ့စက်နှစ်လ25ပေါ့နော်အပွင့်နေညနေခင်းအတွက်ပါနော်မနေ့ကကတော့ဒါကနေ့အတွက်လည်းသိဘူးနော်အဲပရိုဂရမ်ကံကောင်းပါစေနော်မနေ့ကလည်းကံကောင်းပါစေအဲဆိုရင်အခုစပြီးတော့သွားရအောင်နော်ရှစ်ကိုရဲ့ဒီကိုပေါ့နော်ဟုတ်နော်ကိုပါဆိုတော့ရှစ်တင်နှလုံးပေါင်းတော့ကိုကိုညီညာချင်းကိုရှိပြီးတော့ရထားတယ်နောက်တစ်ပိန်ဆောင်လိုက်ဒီမှာချက်နော် 9လောက်ပါမှာ6 6ညညချင်း6ပေါ့เนาะဒါဆိုရင်ဒီကဒီမှာရှိတာ3ည10ညလောက်ပါတော့3ညဆိုတော့3ညညချင်း3ညဒါဆိုရင်နေရင်တော့ဒီမှာရှိတာ10ပေါ့เนาะမှာရှိတဲ့9ရဲ့ဒီမှာဆိုရင်နှလုံးပေါင်းရင်10ပါဖြစ်မလဲဆိုပြီးတော့ ဒီကွဲပါဝါနှခတ်နဲ့သွားမယ်ရှင်းညင်များခြင်းရှင်းရှစ်ပါဝါသုံးရှင်းနှခတ်တက်ပေါ့နော်နှလုံးပေါင်းရင်ရှစ်သုံးတက်ဖြစ်ကြမယ်ရှင်းနေတာခွန်ဆိုတော့တက်နေပေါင်းရင်ရှစ်ရှင်းနေတာခွန်6နဲ့ပေါင်းရင်သုံးရှင်းနေတာခွန်4နဲ့ပေါင်းရင်တက်ပေါ့နော်တက်6လေးဆိုပြီးထိတ်ကသုံးလုံးရထားရဆိုဒီဘက်မှာအခုညမှာအပိတ်ကိုပြပေးမယ် နော်အပိတ်ကိုသွားမယ်ဆိုတော့အပိတ်ကကျတော့ဒီမှာနှစ်ကိုနှစ်ရဲ့ကိုရဲ့နှလုံးပေါင်းတော့ပါရလဲပေါင်းချင်းတစ်ပေါ့နော်တစ်ရထားတယ်နော်တစ်ကစင်ဖေကနံပေါင်းမယ်ဒီမှာရှိရ၈၃ညာနှလုံးပေါင်းတော့ပေါင်းချင်းရှစ်တစ်ရနှစ်ခက်ရှစ်ဆိုပြီးတော့ရတယ် နော်ဆက်သွားမယ်ဒီမှာ3ရေ3ရေနှလုံးပေါင်းတော့ပေါင်းခြင်း6ပေါ့เนาะဒီမှာ6နဲ့နှလုံးပေါင်းတော့တက်6ရေပါဝါတက်ဆိုပြီးသွားမယ်เนาะဒါဆိုရင်6 6နှလုံးပေါင်းတော့ပေါင်းခြင်း8အဲ့73ပေါင်းတော့တက်8ရေနက်ခတ်တက်ပေါ့เนาะဒါဆိုရင်4 6ပေါင်းတော့ဒီတစ်ခါ3ည9ရေဒီမှာလာမယ်အပိတ်တစ်လုံးရေဆိုရင်3ညပါဖြစ်မလဲ equal power နက်ခတ်ဆိုတော့3ညညီမရင်3ည3ည ခွန်ပေါ့နော်နှလုံးပေါက်မယ်ဆိုရင်3.5ခွန်ခွန်နဲ့3နဲ့ပေါင်းရင်3ညခွန်ဆိုတော့8နဲ့ပေါင်းရင်5ခွန်ဆိုတော့3ညနဲ့ပေါင်းရင်ခွန်ပေါ့နော်3 8 3ဆိုပြီးတော့အပိတ်က3လို့ရတယ်နော်နေရာလေးမရှိတော့လည်းလက်ကြည့်လိုက်မယ်နော် တထိပ်စီ3အပိတ်တထိပ်စီ6အပိတ်တထိပ်စီ3ညအပိတ်ပေါ့နော်6ထိပ်စီ3အပိတ်6ထိပ်စီ6အပိတ်6ထိပ်စီ3ညအပိတ်ပေါ့နော်4ထိပ်စီ3အပိတ်4ထိပ်စီ6အပိတ်နဲ့4ထိပ်စီ3ညအပိတ်ပေါ့နော်အဓိကအမေအော်ကဒီအပေါ်မှာနော်ထိပ်စီက equal တွေဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့တထိပ်စီကတော့ main all အနေနဲ့ကစားပါမယ်နော်တထိပ်စီ3กว่าပေါ့နော်1 3 1 8 10ကို main all အနေနဲ့ကစားပါမယ်ဒါနဲ့နေလို့ ရှယ်တာဒီမှာကြိုက်တာကိုချက်ပတ်ခြင်းဖြစ်ပါတယ်အကိုတို့မှတော့ကြိုက်တယ်မကြိုက်တယ်ဆိုတာလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲယနေ့ခင်မှာကံကောင်းပါစေဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်